မွန်ပြည်နယ်ကြိုက်သူမြို့နယ်အတွင်းမှာရှိတဲ့ဆန်တော်ရှင်ကြိုက်သူစီတော်မြကြီးဖရာအနေကစားတင်တဲ့ဗုဒ္ဓဘုဇနီယပွဲတော်ဖွင့်ပွဲအခမ်းအနားကိုအော်တိုဘာလ6ရက်နေ့သတင်းကျွလပြည့်နေ့မနက်ပိုင်းကရှင်မြန်းတော်စကမ်းမှာကျင်းပခဲ့ပါတယ်။အခမ်းအနားမှာဇေယရောတန်ဃာရောကြီးတွေကဖရာအနေကစားတင်ခြင်းအခမ်းအနားကိုတက်ရောက်တဲ့သူတွေကတိလခံယူခြင်းတွေပြုလုပ်ခဲ့ပြီးနောက်ဇေယရောတန်ဃာရောကို လူပဲပစ္စည်းတွေစက္ကပ်လှူဒါန်းခဲ့ပါတယ်။အရင်နောက်ဆန်တော်ရှင်ချက်တီယိုစီရောမြန်ကြီးရဲ့ဗုဒ္ဓဘုဇဏီယပွဲတော်ကိုတာဝန်ရှိသူတွေကဖဲချူဖြက်ဖွင့်လင်းပေးခဲ့ပြီးတိုင်းရင်းသားရူရအခရတွေနဲ့ဖျော်ဖြေခဲ့ကြကြောင်းသိရပါတယ်။နေ့စဉ်သတင်းကြော်လာပြင်းလေးကနေကဆုံလာပြင်းလေးအထိခေါရလာတိုင်တိုင်ကျင်းပါလေးရှိတဲ့ဆန်တော်ရှင်ကြိုက်တီယုစီရောမြကြီးရဲ့ဗုဒ္ဓပုဇနီယပွဲတော်ကိုပြည်ရင်းပြည်ပဖျားဖို့ခီးသွွားအများပြလာရောက်လေးရှိပြီး2024-2025ခုနှစ်ဗုဒ္ဓပုဇနီယပွဲတော်ကာလအတွင်းပြည်ရင်းပြည်ပဖျားဖို့ခီးသွွား17.6သိန်းကျော်လာရောက်ခဲ့ကြကြောင်း ဘန်နာတော်ထင်းကောပကအဖွဲ့ထံကနေတည်ရပါတယ်။